မျိုးသားမျိုးသမီးရဟန်းရှင်လူပြည်သူမဆိုစင်ဆက်မပြတ်ဆင်ញင်သုံးသက်ထိုက်တဲ့အချက်၅ချက်ရှိတယ်တဲ့မြတ်စွာဘုရားတရားလေးနဲ့စပြီးတော့ပြောနောက်ဟာတွေကြတော့ရှင်းရှင်းလေးပဲစဉ်းစားကြရအောင်နံပါတ်၁စဉ်းစားရမှာတော့စရဓမ္မောမိစရအနတိတောစရဓမ္မောဆိုတာ ဓမ္မဆိုတာသဘာဝကိုပြောတာကိုကိုကိုရှင်းញရမှာငါမှာအိုခြင်းသဘာဝရှိနေတယ်ငါအိုရမယ်အိုတတ်တဲ့သဘောငါမှာရှိနေတယ်ဒါကိုရှင်းញသတ်တာငါတနေ့ပြီး တနေ့အဟာနုပြူလာမှာမဟုတ်ဘူးတနေ့ပြီးတနေ့အိုမင်းသွားမှာဖြစ်တယ်ဆရာဆိုတာ ရှင်းကျက်သွားတာပြောတာဝေယောဟာနိအရွယ်ကြီးကျသွားတာဟောအရွယ်ကြီးကျတာမျက်စိလည်းယော့လာတယ်နားလည်းယော့လာတယ်အင်အားတွေလည်းယော့လာတယ်ဒါကိုပြောတာအချိန်ပိုင်းအားလျော်စွာလူတွေနှစ်သက်ကိုရင်ပြောသွားကြတယ်ပြောစရာလို့အောင်းမေ့နေမဟုတ်ဘူးမနစ်တုန်းကအင်အားတွေဒီနေ့မှဖြစ်တော့ ရော့သွားပြီလို့ဆိုလို့ဒီဂရီတွေစွမ်းရည်တွေတတ္တိတွေအသက်ရနေမြရော့ချလာတယ်တော့ငယ်တဲ့အချိန်ကတော့တူးတက်နေတယ်လို့သူတို့ထင်တာပေါ့ဖာနဲ့ဥပမာတူတော့ဆိုရင်ပန်းပွင့်လေးတပွင့်ဟာအဖူးလေးကစလာတယ်အဖူးလေးကနေပြီးတော့ရှင်းလာပြီးတော့ပွင့်လာတယ်ပွင့်လာပြီးတဲ့နောက်ဒီပန်းလေးဟာ ခိတ္တခဏမြလမ်းဆန်းနေအောင်မလမ်းဆန်းပြီးသိပ္ပကြဦးနွမ်းသွားတယ်နွမ်းတာကဒါကနေတော့ကျွေးဖို့ပဲရှိရတယ်ပြန်ပြီးတော့အဖူးဖြစ်မှာမဟုတ်တော့ဘူးပြန်ပြီးတော့လမ်းဆန်းမှာမဟုတ်တော့ဘူးဖူးပွင့်နွမ်းကျွေးဒါပန်းတဘာဝအဲ့ဒါလည်းပဲငါတို့လည်းလူ့ဘဝရလာတာဖူးလာတာ ပြီးရင်အရွယ်လေးရောက်လာတော့ပွင့်လာပြီပွင့်လာပြီးတဲ့အခါယင်းလာတယ်ယင်းလာပြီးတော့နွမ်းလာတယ်အသက်ရကြီးလာတယ်ဆိုတော့နွမ်းလာတာပဲနွမ်းလာပြီးတော့ကျွေးပါပဲထီလန်းเจ้าကြီးကိုဘယ်သူမှ ခုံပြန်ကြော်လွှားလို့မရဘူးဒါကြောင့်မို့ဒါကိုစင်ရင်သုံးသက်ပါစရဓမ္မောရှင်းရဥမင်းရင်သဘောရှိနေတယ်ငါမှဒီသဘောဝါကြီးဟာ ငါကြော်လွှာလို့မရဘူးစရံအနတ္တိတော်ဒီတဘာဝကြီးကိုငါကြော်လွှာခြင်းလို့မရဘူးဒီလမ်းကြောင်းကြီးအတိုင်းပဲငါသွားနေမှာပဲလို့ဒါကိုစစမပြတ်ရှင်သုံးသပေပါဒီလိုစဉ်းကျင်သုံးသက်ခြင်းဖြင့်ဘာအကျိုးမှမရဘူးမို့အသိဉာဏ်နဲ့စဉ်းကျင်သုံးသက်လို့ရှိရင် တမန်ပုဂ္ဂိုလ်တွေကတော့စဉ်းစားလိုက်ဓာရီတွေးနေစိတ်ပြက်เสียရည်လို့တွေးကောင်းတွေးလိုက်မယ်စိတ်ပြက်တဲ့အနေထားမျိုးမဟုတ်ဘူးအမှန်ကိုသိအောင်ဆင်ခြင်သုံးသပ်ခြင်းဖြင့်ဘလို့အကျိုးရနိုင်တုံးဆိုတာမြတ်စွာဘုရားဟောထားတယ်လူတွေမှာငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေမှာနုပြုံမှုဆိုတာရှိတယ်အဲ့ဒီနုပြုံမှု ျမ်းမာတဲ့တန်ဆွမ်းနဲ့ဆိုပြီးတော့နှုပြုံမှုပိုကျမ်းမာအောင်ပို့ပြီးတော့တန်ဆွမ်းအောင်ဆိုတော့နှုပြုံမှုလေးရှိနေတဲ့အချိန်မှာသွားနိုင်တယ်လမ်းနိုင်တယ်စားနိုင်တယ်ဆိုတော့အနေထားလေးပေါ်မှာตาရမှုဖြစ်ပြီးတဲ့ကမ္ဘာရှင်မှုမှုတွေဖြစ်လာတယ်ရှင်မှုလားတရရှင်မှုတယ်ဆိုတာစဉ်းစားကြည့်မယ်ဆိုရင် ရှင်မူးတယ်ဆိုတော့ပြောတာတော့ကိုကိုကိုအင်အားကောင်းလောင်လှုပ်တယ်လေးချင်းနေနော်လေးချင်းနေခုခေတ်ဆိုရင်တော့ဂျင်ကစားရပေါ့နော်အမျိုးတွေလှုပ်တာပေါ့ကြွသားတွေကောင်းလောင်မားလောင်ဆိုပြီးတော့လူတွေမှာအသက်ရငယ်သေးတဲ့အခါမှာ ကိုခန္ဓာကိုလှအောင် ပအောင်တုတ်တက်လအောင်ဆိုပြီးတော့အစာအစာတွေစားကြတယ်အစီတွေခြားကြတယ်မျိုးစုံကြိုးစားကြတယ်အကြိုးစားမှုရဲ့ရည်ရချက်ကဘာလဲကိုယ့်ကိုစဉ်းညသုံးတာဘာလောက်တာတွေလောက်တယ်လဲလှခြင်းနဲ့ပခြင်းနဲ့နော်ဘဝမှာအောင်မြင်ကြောကြားခြင်းနဲ့ဆိုတဲ့ရည်ရချက်တွေနဲ့လောက်ကြတယ်သို့သောအဲ့ဒီရည်ရချက်တွေဟာ နောက်ဆုံးမှရလာလို့ဆိုမရအဲ့ဒီကြီးရွယ်ချက်တွေကိုပါပြောတော့ဆိုရှုပ္ပနာပဋ္ဌာလို့ခေါ်တယ်ခန္ဓာကိုယ်နုပြူနေတဲ့အချိန်လေးပေါ်မှာနုပြူခြင်းနဲ့ရှင်မူမှုနဲ့ခန္ဓာကိုယ်အတွက်調査အထုတ်တယ်အဲ့ဒီ調査အထုတ်ခြင်းဖြင့်調査အထုတ်ရင်ဘာတွေလုံးမိတတ်တော့ဆိုရင် မောဟထတွေလုံမိတတ်တယ်မကောင်းမှုအကုသိုလ်တွေဝင်လာတယ်လို့ဆိုနောက်ဆုံးဘာမှမလုပ်တော့မှပဲခန္ဓာကိုယ်ပေါ်မှာตายမှုဆိုတာမကောင်းမှုအကုသိုလ်တစ်ခုပဲလေကိုယ်ကိုတွေ့တာမှုတွေဟာတွေအလည်းပဲမကောင်းမှုအကုသိုလ်တွေပဲအဲ့တော့ကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုတဲ့အလုပ်တွေကိုလုံမိထက်သွားတယ်တဲ့ အခုလို့ဆင်ញင်သုံးသက်ခြင်းအဖြစ်အယွေဘောမှာရှင်မူတဲ့ငါငယ်သေးတယ်ဆိုကိုကိုလှခြင်းပါခြင်းနဲ့ဆိုရဲရင်မူတဲ့အမူယူဖြစ်နေတဲ့အခြေအနေတစ်ခုကိုရှင်းချနိုင်သွားတယ်သို့မဟုတ်လုံးဝဖယ်ရှားပြတ်နိုင်တယ်ဒီလိုစဉ်းစားလို့ရှိရင် အရွယ်နှုတ်ပြတဲ့ပုံမှာရင်မူးမနေတော့ဘူးတဲ့ရင်မူးမနေဘူးဆိုတော့ဈေးနှက်မနေဘူးလုံးသိလုံးထိုက်တာတွေလုံးမယ်ဒါတွေပုံမှာဈေးနှက်မနေဘူးဒါတွေလုံးဒီလိုအရွယ်နှုတ်ပြဖို့ပုံမှာဈေးနှက်အားရမှုဟာလည်းပဲအခုတို့တမျိုးဖြစ်လို့ဒီပုံမှာရင်မူးမနေတော့ပဲနဲ့ကိုလုံးသိလုံးထိုက်တာတွေကိုလုံးတယ်ဘာကြောင့်လို့ဆိုရင်လာမဲ့ဘေး ပြေးတွေ့ဆိုတာ ငါဒါလေးကတခဏပဲမကြခင်ဦးချင်းတရားနဲ့ရင်ဆိုင်ရမယ်မရင်ဆိုင်ခင်ငါတမိုးရှိတာတွေဘာတွေလုပ်ရမလဲဆိုစဉ်းစားမှုပေါ့နော်အဲ့ဒီစဉ်းစားမှုနဲ့ရှင်မှုမှုတွေအားလုံးကိုဖယ်ရှားပြစ်နိုင်တယ်တဲ့သို့မဟုတ်လျှော့ချနိုင်တယ်ဒါမြတ်စွာဘုရားအကျိုးတရားအဲ့တော့ငါလည်းတနေ့ကျတော့ဦးရောင်မဦးချင်းတော်ကိုမလွန်မြောက်နိုင်ဘူးဆိုတာတနေ့တခါအနည်းဆုံးစဉ်းစားပါ ဒီစဉ်းစားလိုက်မှခုနငါငယ်သေးတဲ့ကိုယ့်ကိုလူပြုံမှုပေါ်မှာရစ်မှုနေတာမျိုးတွေပျောက်သွားနိုင်တယ်လို့ဆိုလို့အဲ့ဒီပျောက်အောင် လုပ်တာပဲဒါပျောက်ရင်ဘာအကျိုးရှိလို့ဆိုမကောင်းတာတွေမလုပ်ဖြစ်တော့မကောင်းတဲ့အပေါ်မှာရစ်မှုမလုပ်ဖြစ်တော့